ဆော်ဒီကစီမံကိန်းမှာတူးဖော်နေတဲ့တွင်းသစ်များမှတဘာဝတန်ဝင်များ2026ခုနှစ်နှစ်စံပိုင်းမှာစတင်ထုတ်လုပ်နိုင်ရေးဆောင်ရည်ရန်စွိုင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်ကပြောကြားပါသည်။အော်ဒိုဘလာဆေးကဆွေးဝင်ကြီးဌာနပြည်တော်စုဝန်ကြီးဥက္ကူကိုလွေဟာဆွေးဝင်ကြီးဌာနနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်ရှိတဲ့ထိုင်းနိုင်ငံ PDDEP International Limited ရဲ့အမှုဆောင်အရာရှိချုပ်နဲ့မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ရှိတဲ့ကမ်းလွန်စီမံကိန်းများနဲ့ဆက်လက်ပြီးနေပြည်တော်မှာရှိတဲ့ဆွေးဝင်ကြီးဌာန ရင်းနှီးသာအခမ်းအနားတွေ့ဆုံဆွေးနွေးခြင်းအဲ့လိုပြောကြားခဲ့ခြင်းဖြစ်ပါသည်တွေ့ဆုံစဉ် PTT EB International Limited ရဲ့အမှုဆောင်အရာရှိချုပ်ကစွိုင်းဝင်ကြီးဌာနနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်ရရှိတဲ့အထွတ်နှုတ်ကြားဆင်းနေတဲ့ကဲလိုစီမံကိန်းများဖြစ်တဲ့ရေနာနဲ့စော်ဒီကစီမံကိန်းများမှတဘာဝတံငွေတိုးမြင့်ထုတ်လုပ်နိုင်ရေးတွင်းအစ်များတူဖို့ဆောင်ရွက်သွားမယ့်အချိန်နဲ့ကဲလိုစီမံကိန်းအစ်များဖော်ဆောင်နိုင်ရေးအတွက်လိုအပ်တဲ့စာချုပ်များအမြန်ဆုံးချုပ်ဆိုသွားနိုင်ရေးကိစ္စရပ်များနဲ့ဆက်လက်ပြီးဆွေးနွေးတင်ပြခဲ့ပါသည် အဲဒီနောက်ပြောင်းစုဝင်ကြီးကဇော်ရီကစီမံကိန်းမှာတူဖော်နေတဲ့တွင်းတင်များမှတဘာဝတက်ငွေများ2026ခုနှစ်နိဆန်ပိုင်းမှာစတင်ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်တိုက်တွန်းကြောင်းမိမိတို့ပြည်တွင်းလျှက်စစ်ထုတ်လုပ်မှုမှာအသုံးပြုရန်ရည်ရွယ်ဆောင်ရွက်နေတဲ့စီမံကိန်းအသစ်ဖြစ်တဲ့ကဲလွန်လုတ်ကွယ်အောင်သင်ခစီမံကိန်းမှ2028ခုနှစ်မှာပထမဆုံး တဘာဝတန်ခွေစတင်ထုတ်ယူနိုင်ရေးစ조사ဆောင်ရွက်ရင်းနှင့်စာချုပ်များအမြန်ဆုံးထုတ်ဆောင်နိုင်ရေးအတွက်လည်းဝန်ကြီးဌာနမှလိုအပ်သည့်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရရှိကြောင်းအမခန့်ချက်ကောင်းမှုနှင့်ကဲလိုစီမံကိန်းအသစ်များတွင်လည်းရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်းများရှိပါကြောင်းတနင်္သာရီတိုင်းဒေသကြီးကံပေါက်ဒေသမှပြည်တွင်းနှင့်ထိုင်းနိုင်ငံသို့ LNG တင်သွင်းတိုးတောင်ဖြည့်ဖြည့်ချင်းလုပ်ငန်းများတွင်လာရောက်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်လိုကြောင်းပြောကြားခဲ့ပါသည်။